ပြီးခဲ့တဲ့မလအတွင်းကလှုပ်ခဲခဲ့တဲ့မြင်ငင်ကြောင့်ပြိုကျပျက်စီးခဲ့တဲ့နေပြည်တော်ကစစ်ကောင်စီဝန်ထမ်းအင်အားတွေပြန်လည်တိစောက်နိုင်ရေးတွေငွေကြေးစိုက်ထုတ်ပုံကြခံဖို့ UWSC ဝတ်တက် NDAA မိုင်းလာတက်နဲ့ခရိုနီတွေကသဘောတူညီခဲ့ကြတယ်လို့စုံစမ်းသိရပါတယ်စစ်ကောင်ဆောင်ဥဆောင်တဲ့စစ်ကောင်စီထိတ်တန့်အရာရှိတွေဟာအဲ့ဒီအဖွဲ့တွေလုပ်ငန်းရှင်ကြီးတွေပေးရတဲ့ငွေကိုမေလ29ရက်နေ့ကနေပြည်တော်မှာလက်ခံရယူခဲ့ပါတယ် စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရစုစုပေါင်းတန်ဖိုးငွေကျပ်131.53 53ဘီလီယံနဲ့အမေရိကန်ဒေါ်လာ1.3သန်းကျော်ရရှိခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီထဲမှာအင်္ဂန်း16ခန်းပါ၊လေကန်တွဲ၊လေတဲတိုက်အဆောက်အဦတွေဆောက်လုပ်သွားဖို့ပါဝင်ပြီးအဆိုပါအဆောက်အဦတစ်လုံးကိုကျပ်သိန်း2000နှုန်းဖြစ်ပြီးတော့အရေအတွက်50တလုံးဖြစ်တယ်လို့ဆိုပါတယ်။ အဲ့ဒီအင်ယာတွေအတွက်ငွေကြေးစိုက်ထုတ်မဲ့သူတွေရဲ့အမိကိုတော့ထုတ်ပြန်ချက်မှာ မတွေ့ရပါဘူးမြန်မာနိုင်ငံကရရှိထားတဲ့စင်းအရာ နိုင်ငံမြောက်ပိုင်းတရုတ်နယ်စပ်အခြေစိုက်ဝါပြည်သွေးစည်ညီညွတ်ရေးတက်မတော် UWSC နဲ့မိုင်းလားဖွဲ့လို့ခေါ်တဲ့မြို့သားဒီမိုကရက်တစ်မာမိတ်အဖွဲ့ NDA တို့ဟာလည်းစစ်ကောင်စီအုပ်ချုပ်ရေးရန်နေရာပြန်လည်လက်ပတ်နိုင်ရေးတွေဝန်ထမ်းအင်ယာတွေစောက်လို့ဖို့သဘောတူညီခဲ့ကြတယ်လို့သိရပါတယ် ဒီနှစ်ဖွဲ့ဟာအဆောက်အဦတလုံးကိုကျက်သိန်း2000တန်ဖိုးရှိအဆောက်အဦနှလုံးတွေကုန်ကြခံမှာဖြစ်ပါတယ်။စစ်ကောင်စီရဲ့မေလ30ရက်နေ့ထုတ်မြမလင်းသတင်းစာမှာတော့ဝါအမျိုးသားဝတ်စုံဝတ်ထားတဲ့မြို့သားတူကစစ်ကောင်းဆောင်ထံငွေကျပ်သိန်းပေါင်း3389သိန်းပေးအပ်နေပုံကိုထည့်သွင်းပုံနဲ့ဖော်ပြထားပါတယ်။အဲ့ဒီမြို့သားရဲ့အမည်နဲ့ယာရုကိုတော့ဖော်ပြမထားပါဘူး။ UWSA ဝတ်တဲ့ NDAA မိုင်းလာတက်တို့ဟာအနာသိန်းစစ်ကောင်စီကိုတိုက်ခိုက်နေတဲ့ရခိုင်တက် AA ကိုကန့်တက် MNDAA တန်းတက် DNL တို့နဲ့မာမိတ်တွေဖြစ်ကြပေမဲ့ပြည်သူညာနေကွန်စစ်စင်ရေးမှာဂျာနေမူဝါဒအချင်းသုံးချောင်းပြင်ညာထားကြပါတယ်လက်တလုံးအနေနဲ့မိုင်းလာတက်ရဲ့ဒူကောင်းဆောင်ဦးစံပေကစစ်ကောင်းဆောင်နဲ့မေလ25ရက်နေ့ကရှမ်းပြည်နယ်ရှေ့ပိုင်းကျိုင်းတုံမြို့မှာတွေ့ဆုံခဲ့ပြီး၎င်းတို့ဒေသအတွင်း မိသည့်လက်နက်ကင်ခွဲစည်းနဲ့မိသည့်နိုင်ငံရေးအဖွဲ့အစည်းကိုမှလက်ခံထားခြင်းမရှိဘူးလို့စစ်ကောင်းဆောင်ကကြေပေးခဲ့ပါတယ်။ ARB ဘန်တထေးဦးစောစော CB ဘန်တထေးဦးခမောင်အေး MAB ဘန်နဲ့ Aiden အုပ်စုပိုင်ရှင်ဦးချစ်ခိုင်ရဲ့သားဦးဝနခိုင်ရွှေတန်လင်းကုမ္ပဏီပိုင်ရှင်ဦးကျော်ဝင်း A bank နဲ့ AR ဟင်းတာလုပ်ငန်းစုတထေးဦးဇော်ဝင်းရှိ Adam Mobile ဆက်သွယ်ရေးပိုင်ရှင်ရွှေပြိုင်းဖြူကုမ္ပဏီတထေးဦးသိန်းဝင်းစော် ဈေးကမာကုမ္ပဏီပိုင်ရှင်ဥခင်ရွှေ BOC 73စီလုပ်ငန်းရှင်ဦးအောင်ရွှေနဲ့ဦးဝင်းဆွေ PD Power 73စီလုပ်ငန်းရှင်ဦးခင်မင်းအောင်ခတာကြီးစာတုံးစီတင်သွင်းရောင်းချတဲ့6 Winner Brother ကုမ္ပဏီပိုင်ရှင်ဦးမောင်စိန် TMS Auto and KLMA ကုမ္ပဏီမှဦးမျိုးလွင် KGN ကုမ္ပဏီမှဦးမြင့်စိန်ခဖီလစ်တိုကလည်း စစ်ကောင်စီဝင်တဲ့အင်အားတွေအတွက်ငွေကြေးစိုက်ထုတ်ကြမယ်လို့မြန်မာနိုင်ငံကလက်ခံရရှိတဲ့စင်းတွေရသိရပါတယ်။အဲ့ဒီခရိုနီလုပ်ငန်းရှင်73ဦးအနက်ခစ်ဆက်ဆက်စစ်ဘုတ်ချုပ်တွေနဲ့ယင်းဒီကျွမ်းဝင်တဲ့စေပိုင်ဆက်လုပ်ရေးကုမ္ပဏီပိုင်ရှင်မောင်ဝိတ်ကအဆောက်အဦခုနှစ်လုံးပြူဒန့်ထားကြောင်းတွေ့ရပါတယ်။မောင်ဝိတ်ရဲ့စေပိုင်ကုမ္ပဏီဟာရန်ကုန်မြို့ရှိဂုံရီ Residence and ဂုံရီ Shop House လန်သစ် Avenue ပါရမီ Residence တို့လိုစောက်လို့ရေးစီမံကိန်းကြီးတွေကိုတည်ဆောက်ခွင့်ရရှိခဲ့ပြီးမန္တလေးမြို့မရပူရာမြို့ပြစီမံကိန်းလုပ်ပိုင်ခွင့်ရမန္တလေး Business Capital City Development Limited ဟာစေပိုင်ရဲ့မိသားစုဝင်ကုမ္ပဏီလည်းဖြစ်ပါတယ်2020ခုနှစ်မှာစစ်တပ်ကတကြောပြန်အာဏာသိမ်းပြီးတဲ့နောက်စစ်ကောင်စီကမောင်ဝိတ်ကိုဖမ်းဆီးခဲ့ပါတယ် ၎င်းတို့ဖန်ထားတဲ့ NND ပါတီဥက္ကဋ္ဌဒေါံဆန်းစုကြည်ကိုလက်ပေးလက်ယူမှုနဲ့မှုစင်ရမှာမန်ဝိတ်ကိုအသုံးချခဲ့ပါတယ်။ EABRI, CB, MAB, ဘန်ပိုင်ရှင်တို့ကအစအဦးငါးလုံးစီနဲ့ရွှေတန်လွင်ကုမ္ပဏီပိုင်ရှင်က၄လုံး၊ eBank မှာဦးဇဝင်းရှိန်က၃လုံးလှူဒန်းသွားမှာဖြစ်တဲ့အကြောင်းတွေ့ရပါတယ်။မြန်မာနိုင်ငံကနေ Norway စက်သွယ်ရေးကုမ္ပဏီ Telinor ထွက်ခွာသွားပြီးတဲ့နောက်အဲ့ဒီစက်သွယ်ရေးလုပ်ငန်းကိုဝယ်ယူလုပ်ကင်ခဲ့တဲ့ ရွှေပြိုင်းပြည်ကုမ္ပဏီအုပ်စုပိုင်ရှင်ဦးသိန်းဝင်းစောဝါတက်ဖွဲ့နဲ့မိုင်းလာဖွဲ့တို့ကဆက်ဦးနှလုံးစီလူနှံ့သွားကြမှာဖြစ်ပါတယ်။ဒါ့ပြင်ဈေးကဘာကုမ္ပဏီပိုင်ရှင်ဦးခင်ရွှေ BOC 73ဒီလုပ်ငန်းရှင်ဦးအောင်ရွှေနဲ့ဦးဝင်းစွေ PD Power 73ဒီလုပ်ငန်းရှင်ဦးခင်မင်းအောင်ခန့်သားကြီး73စီတင်သွင်းရောင်းချတဲ့6 winner brother ကုမ္ပဏီပိုင်ရှင်ဦးမောင်စိန် TMS Auto and KNMA ကုမ္ပဏီမှဦးမျိုးလွင် KGN ကုမ္ပဏီကဥမြင့်စိန်ခဖိလစ်ဆိုသူတို့ကလည်းစော့ဦးတလုံးစီလူရန်သွားကြမယ်လို့သိရပါတယ်။မြန်မာနိုင်ငံရရှိထားတဲ့စင်းဟာတစိမ့်တဒေတာသာဖြစ်ပြီးတခြားနာမည်ကျော်ခရိုနီတွေဖြစ်တဲ့ဥတီဇာနဲ့ဥအောင်ကိုဝင်းတို့ကငရင်ဘေးတွေစစ်ကောင်စီကိုဘလောက်လူဒန်းနေဆိုတာကိုမသိရှိရသေးပါဘူး။ခရိုနီကြီးတွေဟာငင်းကြောင့်ဒုက္ခပင်လေဝေးနေတဲ့ပြည်သူတွေကိုတိုက်ရိုက်မထောက်ပံ့မင်းစစ်ကောင်စီကိုကူညီနေကြခြင်းဟာ ၎င်းတို့အကျိုးစီးပွားတွေလုပ်ပိုင်ခွင့်ပါမစ်တွေရဖို့အကျိုးလိုလို့ညောင်ရီလောင်းခြင်းဖြစ်တဲ့အကြောင်းမြန်မာနိုင်ငံတွင်းမှာရှိတဲ့အမိမဖော်လို့တဲ့စီပါရေးဒေလာသူတူကပြောပါတယ်။တက်စီတွေတွင်းကြမယ်။နောက်တခြားလူသုံးကုန်တွေတွင်းကြမယ်။ခရိုနီတွေကဒါတွေကိုမျှော်ကိုးတာပေါ့။အရင်နေပြည်တော်ကြီးစောက်ခဲ့စဉ်ကာလတုန်းကလည်းဒီလိုပဲလုပ်ခဲ့တာပဲ။တကယ်တမ်းကျတော့တိုင်းပြည်တွေဝင်ရမယ့်ဝင်ငွေတွေရှိတယ်။အခွန်တွေရှိတယ်။ဒီအခွန်တွေကို တိုင်းပြည်တွေမရပဲ ခရိုနီတွေရသွားတာဘောလို့၎င်းကပြောပါတယ်ဥပမာကားပါမဲပေးတဲ့ဟာမျိုးပေါ့ကားပါမဲပေးလိုက်တဲ့ခါမှာကားပါမဲတွေကိုရောင်းလို့ရတဲ့ဟာတွေကတချို့ဟာတွေကအခွန်အနေနဲ့ကောက်ခံတာဒီကောက်ခံရမယ့်ခွန်တွေကခရိုနီတွေလက်ထက်ကိုရောက်သွားတာဘောလို့လည်း၎င်းကဆက်ပြောပါတယ်မလ20ရှယ်နေကလုတ်ခဲ့ခဲ့တဲ့ပင်အားရစ်တာစကေခုနှစ်တသမခုနှစ်အဆင့်ရှိ မြင်ငင်ကြောင့်လူပေါင်း3900ကျော်တည်ဆုံးပြီး ်အင်ဂျီ6900ကျော်ပြိုကျပျက်စီးကြောင်ပေါင်း6400ကျော်ဆေးရုံစေကန်350ကန်ပျက်စီးခဲ့တယ်လို့စစ်ကောင်စီကဆိုပါတယ်စစ်ကောင်စီဝန်ကြီးဌာနရုံးတွေလည်းထိခိုက်ပျက်စီးခဲ့ပါတယ်ငွေနဲ့ကြောင်ထိခိုက်ပျက်စီးမှုပမာဏဟာအမေရိကန်ဒေါ်လာ17ဘီလီယံကျော်ရှိတဲ့ကြောင်းကမ္ဘာ့ဘဏ်ရဲ့မေလ9ရက်နေ့စင်ခန်းစာမှာဖော်ပြပါတယ်ပြစီမှုတွေကိုပြန်လည်တိစောက်ရမှာ စစ်ကောင်စီအတွက်ဘတ်ဂျက်အခက်အခဲရှိနေတယ်လို့လည်းလိလာဆောင်ကြည့်သူတွေကဆိုပါတယ် စစ်ကောင်စီဟာငရင်ဘေးတွေအလူခန်းနေပြီးအေဗီလာဆန်းကလုပ်ငန်းရှင်တွေထံကနေအလူငွေနဲ့အလူပစ္စည်းငွေကျပ်136ဘီလီယံကျော်ရရှိခဲ့တဲ့ကြောင်းအေဗီလာတရနေ့နိုင်ငံပိုင်မြမအလင်းသတင်းစာမှာထုတ်ပြန်ခဲ့ပါတယ်2023ခုနှစ်ဇွန်လကလည်းအာနာသိန်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တဲတဲ့နေပြည်တော်ရှိမာရဝိဇယကျောက်စစ်ရုပ်ပွားတော်တွေခရိုနီတထေးကြီးတွေကစုပေါင်းပြီးတော့ 76ဘီလီယံကျော်လှူဒန်းခဲ့ကြောင်းစစ်ကောင်စီကနိုင်ငံပိုင်သတင်းစာမှာထုတ်ပြန်ခဲ့ပါတယ်ခင်ဗျာ။